လူတွေဟာနေစင်တဲ့အမြ။ကမ္မထန်၄ခုပွားသင့်တယ်လို့ကိုယ့်ရဲ့တရားစွမ်းအားတွေထက်မြက်ဖို့အတွက်ဗုဒ္ဓနုတ္တိကိုအချိန်ပိုင်းနဲ့ပွားပါ။အများတရားတွေပေါ်မှာမေတ္တာထားနိုင်အောင်မေတ္တာပွားပါ။လူတူတယောက်ပေါ်မှာတွေ့တာမှုတွေရှင်းချနိုင်အောင်အတုပကမ္မထန်ကိုပွားပါ။ကိုယ့်ရဲ့သိဆုံးမှုအပေါ်မှာကြောက်ရွံ့မှုဆိုတာမဖြစ်ရအောင်မရဏတ္တိဘာဝနာပွားပါလို့ ကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေဖြစ်ဖို့အတွက်ကိုယ်အတွက်အရေးကြီးတဲ့ဆောင်၄မျိုးလို့ဒီလိုဆိုလို့တာနော်။ဘာကိုစောင့်တာတုံးလို့မေးလို့ရှင်ဗုဒ္ဓံတို့တတိဖြင့်မိမိရဲ့တရားစွမ်းအားတွေကိုထိမ့်သိမ်းစောင့်ရှောက်ထားသောအပြင်တရားရော့နေသွားတဲ့ဆိုတဲ့အန္တရာယ်မဖြစ်အောင်လို့မေတ္တာရဲ့စောင့်ရှောက်မှုကဒေါသကိုကာကွယ်တာလို့ဒီလိုပြောအောင်။အတုပကဘာကို ကာကွယ်တာတုံးရာဂကိုကာကွယ်တာ။ မရဏတတိကဘာဝကာဝရတော့စေတန်တရာထဲမှာပျော်ပြီးတော့မကောင်းတာတွေလုပ်မိမှာဆိုတဲ့အကုသိုလ်တွေကိုကာဝရတာလို့ဒီကမ္မထံလေးခုဗုဒ္ဓနုတ်တတိမေတ္တာအတုပမရဏတတိဆိုရင်ဒီကမ္မထံလေးခုဟာဒီစတုရရက္ခလို့ဆိုဖိုးခါရိယံပေါ့ကို့အတွက်အကောင်းဆုံးဆောင်းလျှောက်ပဲလို့